နောက်ကြသေးခွဲကိုရီနဲ့ပွဲပွဲနွဲလာတဲ့မြောက်ဘဲလင်းနဲ့အတွေ့မှာအသေးပြန်ခွဲခံခဲ့ရတဲ့လေဘာကို ပရီးမီယာလိမှာရာသီစကလေးကရာနှုန်းပြိုင်နိုင်ပွဲတွေနဲ့တူဇာထိတ်မှအခိုင်အမာယက်တီနေခဲ့တဲ့လေဗာပူးတင်ကနောက်ဆုံးမှတော့ရှုံးဆိုတဲ့ရလာကိုစတင်မီဆန်ကွင်ရသွားခဲ့ပါပြီ။ခရစ္စတပယ်လီတင်းရဲ့ကွင်းမှာတော့ရောက်ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ကလေဗာပူးအတွက်စိတ်ပျက်စရာကောင်းတဲ့ရလာနဲ့ဆုံးသက်ခဲ့ပြီးပယ်လီတင်းရဲ့အောင်မြင်မှုကပရီးမီယာလိရဲ့ရာသီစအနေထားကိုလှုပ်ခါလိုက်သလိုဖြစ်ခဲ့ပါတယ်။ဒီပွဲရှင်တွေမှုကချန်ပီယံဆုအတွက်လမ်းကြောင်းကိုပါပြန်လည်မိကုံးထုတ်စရာဖြစ်လာခဲ့ပါတယ်။ပွဲစဉ်စကလေးကလေဗာပူးတို့ကအခက်ခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပွဲစတင်ပြီးကွန်မြူနီဝင်းကျင်မှာကလေးကစားရဲ့တွင်းကိုကြောင့်နောက်ကလိုက်ကစားခဲ့ရပြီးဒီပွဲလုံးရုန်းကန်ခဲ့ရပါတယ်။ဒီဆော့စီစာပေးလိုက်ရတဲ့ဦးဆောင်ကိုကလေဗာပူးကစားမရရဲ့ပုံမှန်စိတ်တဲ့ပိုင်းဆိုင်ရာခွန်အားတွေကိုပါတိကျ စီခဲ့ပြီးကစားဝါတစ်ခုလုံးကိုပါဖျို့ဖျဲဖြစ်စီခဲ့ပါတယ်။ပဲလီတင်မကလည်းဆော့စီစွာရရှိခဲ့တဲ့အိုးဆောင်ဂိုးတောင်းမဲ့သူရဲ့ချစ်လေးတဲ့ခန်းစင်းခြေပြူနီးပြောက်ကိုပိုးပြီးအသက်ဝင်စေခဲ့ပြီးလီဗာပူးလိုထိုးဖောက်ရခွက်ခဲစီခဲ့ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေမျောလင့်ထားတဲ့အတိုင်း80ကျော်ရင်ဂိုးရလက်ရှိတဲ့လီဗာပူးရဲ့ထုံးစံတိုင်းမှာနောက်ကြကိုကသူတို့ကိုကယ်ဖို့ရောက်လာခဲ့ပါတယ်။ကွန်ဆာလီမီနီမှာလူစားဝန်လာတဲ့တိုက်စစ်ကစားမဖက်ဒရီကိုချီအီစာက89မိနစ်မှာလီဗာပူးအတွက်ဖိုးတန်ချီပါဂိုးကိုတွင်းယူပေးခဲ့ပါတယ်။ ဒီကောလီဗာပူးရဲ့ဘယ်တော့မှဆုံးမပေးတတ်တဲ့စိတ်ဓာတ်ကိုပြသခဲ့ပြီးဒီဘက်မှာလည်းနေဆုံးတီရီတမတ်ကိုရယူနိုင်တော့မယ်လို့ပရိသတ်တွေကထင်မှတ်ခဲ့ကြပါတယ်။ဒီဘက်ကလီဗာနဲ့ဦးရဲ့ရန်ကုန်တိုက်ပွဲဖြစ်လေမတန်းတင်ရမှာပါ။လီဗာပူးဒီဘက်ကလူစားဝင်ကစားမချေစားကချေပါကိုသွင်းယူပေးခဲ့တယ်လို့ပရိသတ်ကလည်းအာဆင်နယ်အကယ်ဒမီထွက်တိုက်စစ်မှုအက်ဒီအန်ကီဒီယာကို85မိနစ်မှာလဲလဲထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။အန်ကီဒီယာကနောက်ဆုံးချေမှု69မိနစ်ရောက်မှလီဗာပူးကို9-0နဲ့မျက်ရည်ကျစေခဲ့ပါတယ်။ဒီကောသွင်းခြင်းကလီဗာပူးအတွက်နောက်ထပ်ချေပါဖို့အချိန်လုံးဝမရှိတော့တဲ့စိတ်ပြတ်ဖွယ်အချိန်ဖြစ်ပြီး ယင်ပွဲလေးကနောက်ကျဝိုးရီနဲ့ပြိုင်မက်တီကိုအသေးခွဲခဲ့တဲ့နိုင်ပွဲဆက်လေးပါဘူးလို့ကတော့ဒီဒီကမှတော့ပယ်လိတင်ရဲ့အလဲကျဖြစ်တာကြောင့်နောက်ကျကိုနဲ့ပြန်ပြီးအသေးခွဲခံလာရပါတော့တယ်။ပယ်လိရဲ့နိုင်ကိုကလည်းဒီအားကြီးမှပြန်ပြီးခေစားလာတဲ့လက်ပစ်ပေါ်ကနေရရှိသွားခဲ့တာဖြစ်တာကြောင့်ပယ်လိတရဲ့နီးပြောင်းပိုင်းစံတင်မှုကိုပါဖော်ပြနေခဲ့တာဖြစ်ပါတယ်။ဒီရှုံးဝဲကြမယ်လေပါဘူးတင်ကဒီအားကြီးမှပထမဆုံးရှုံးဝဲကိုစတင်ကြုံပြီးသွားရပြီဖြစ်ပြီးဂျာနိုဘီဆန်ချင်ကိုလည်းဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ပိုပီထူးခြားတဲ့ချက်ကတော့လက်ရှိပရီးမီးယားလိမှာရှုံးဝဲမကြုံသေးတာကခရစ်စတယ်ပယ်လိဒီတင်နေပဲရှိလို့တာဖြစ်ပါတယ်။ဒီလိုဆောက်ပိုင်းမှာလေပါဘူးကိုနိုင်ယူပြီးရှုံးဝဲမရှိဆိုတဲ့ဆန်ချင်ကိုတူဦးနဲ့ပိုင်ဆိုင်လိုက်တာကပယ်လိတင်ရဲ့ခြေစွဲနဲ့ယုံကြည်မှုကဘယ်လောက်ထိမြင့်မားနေပြီလဲဆိုတာပြသနေတာလည်းဖြစ်ပါတယ်။ ။ဒါပြင်ဒီဘဘူးတင်ကဒီယာဒီမာခရစ်စတယ်ဘဲလေးအတင်းနဲ့တွေ့တိုင်းဆုံးနေနေခဲ့ပြီး community တိုင်းဝဲပါတော့ကလည်းဘဲလေးကိုရင်းနှီးခဲ့ကြတော့ဒီယာဒီမာဘဲလေးတင်းကလီဗာပူးကိုဖြိုခွဲမဲ့တဲ့လီဗာပူးစလီယာအဖြစ်တက်မှတ်နိုင်လောက်ဆွမ်းဆောင်နေပြီလေဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကမန်စီးတီးလိုအတင်းကြီးကို FA Plus ဘောလုံးဝဲမှာဖြုတ်ချပြီးတမိုင်းဝင်ဘလာရယူပေးခဲ့တဲ့ဘဲလေးတင်းကတော့ဒီယာဒီမာလေးခြေစောင်းကောင်းနေပြသနေစေဖြစ်ပါတယ်။ ကနုံမြင့်နမွေးဆက်နေတဲ့လီဗာပူးကတော့ကောင်းကောင်းကြီးပြင်ဆင်ပေးနိုင်ခဲ့တဲ့ခရစ်စတယ်ဘေးလီတင်းရဲ့အောင်ပွဲကလီဗာပူးရဲ့ဖီးအားကိုပိုပြီးတိုးစီပြီးသူတို့ရဲ့နောက်ကလမ်းညီတဲ့အာဆင်နယ်နဲ့မန်စီးတို့လိုအသင်းတွေအတွက်မျောလင့်ချက်လက်ရောက်ကိုပေးလိုက်သလိုပဲဖြစ်ခဲ့ပါတယ်။ဒီလိုအပြောင်းအလဲများတဲ့ရာသီမှာပေးလီတင်းကဘယ်ပလာတွေကိုဆင်ညင်ရင်စုကူးသွားမလဲဆိုတာကတော့ရင်ခုန်စွာနဲ့ဆက်လက်စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့